္ဂလာပါရှင်မင်္ဂလာပါရှင်ကျွန်တော်ကမြန်မာဟာတော့ဗဟင်းသာနာပါခင်အေးပါဟုတ်ပါဟုတ်ကဲ့ပါရှင်အဲ့တော့ပထမဆုံးပေါ့တော့မေးချင်တာခုဆရာမတို့ပြောသွားတဲ့အဲမှာလေးဘုန်းဆေးဝင်လာတာညီပါပါလဲဆိုတော့ကျွန်တော်ဒီလူငယ်တွေကိုအထူးအရောင်စိုက်တဲ့ပါတီဖြစ်ဖို့လို့ကျွန်တော်ကြားမိတယ်ကျွန်တော်တို့ပြောသွားတဲ့အချိန်မှာလည်းအားကြီးတာပါပါအဲ့တော့အဲ့လိုပဲတခြားပါတီတွေကလည်းဒီလူငယ်တွေရဲ့ခန့်မှန်းတာကိုခေါင်းစဉ်တက်လာကြတာကိုကျွန်တော်တို့တော်တော်များများတွေ့ရတာပေါ့နော်ဒါနဲ့အဲ့မှာသူတို့အများဆုံးပြောကြတာကတော့ဒီလူငယ်တွေကအနာဂတ်နိုင်ငံတော်ရဲ့ခေါင်းဆောင်လောင်းနေတယ်လို့ပြောကြတယ်အဲ့မှာ ကျွန်တော်တို့သိကျင်တာပါเนาะဒီလူငယ်တွေကိုနာဖက်နိုင်ငံတော်ရဲ့ခေါင်းဆောင်တော်တွေဆိုတာကလက်ရှိပြည်စုံပန်ဘာသာမှာသူ့ကိုနေရာပေးလို့မရနိုင်ဘူးနေရာပေးလို့မဖြစ်ဘူးဆိုကျွန်မရဲ့အမြင်လေးအားလုံးပြောင်းပြောပြမယ်ဟုတ်ကဲ့ပါရှင်ဟိုကျွန်မတို့လေပါတီစတီထောင်လုံးဝရင်ပါတီဖွဲ့စည်းပုံစီမင်းဆွဲလုံးဝရင်ဒီဖွဲ့စည်းပုံစီမင်းထဲမှာကိုကကျမတို့ကအမြဲတမ်းကော်မတီအနေနဲ့လူငယ်ရေးရာကော်မတီမျိုးသမီးရေးရာကော်မတီတိုင်းရင်းသားရေးရာကော်မတီဆိုပြီးဖွဲ့စည်းထားပါတယ် ဲလူငယ်တွေကမြို့နယ်အဆင့်မှာလည်းမြို့နယ်ဥပဒေသွေးရေးမှုရှိမယ်အဲခရိုင်အဆင့်တိုင်းအဆင့်မှာလည်းရှိမယ်ပြီးလို့ရှိရင်ဗဟိုမှာလည်းရှိပါမယ်ရှင်အဲနောက်တော့ကျမတို့ကပါတီကတော့စတင်တည်ထောင်ရတာဖြစ်တဲ့ခါကျတော့ကျမတို့ဘ ਹੁ အလုံးမှုဆောင်ဖွဲ့နဲ့ဘ ਹੁ အလုံးမှုဆောင်ကော်မတီနဲ့စရတာပါရှင်။အဲ့ဒီကော်မတီထဲမှာလည်းလူငယ်တွေလူလတ်တွေပါရမယ်အမျိုးသမီးတွေပါရမယ်ဆိုပြီးတော့လေတိုင်းရင်းသားတွေပါရမယ်ဆိုပြီးတော့ကျမတို့စူးစမ်းပြီးဖွဲ့ခဲ့ပါရှင်။ဖွဲ့ခဲ့တဲ့အချိန်မှာကျမတို့ဘ ਹੁ အလုံးမှုဆောင်ထဲမှာလူငယ်တော်တော်များပါရှင်။ လူငယ်တော်တော်များပါတယ်35နှစ်ဝန်းကျင်နေပေါ့နော်တော်တော်များပါတယ်အငယ်ဆုံးဆိုရင်အသက်30လောက်ပဲရှိပါသေးတယ်ဆိုလို့ရှိရင်ကျမတို့ကလူငယ်တွေရဲ့အတန်လဲဒါပါတီရဲ့ဒါအုပ်ဆောင်ဖွဲ့ပေါ့နော်အစီအစီဆိုတာအဲ့ထဲမှာလဲကျမတို့ကလူငယ်လဲပါစီခြင်းနဲ့အမျိုးသမီးလဲပါစီခြင်းတော့လေနောက်ဒုဥက္ကဋ္ဌအဖွဲ့ထဲမှာလဲဒုဥက္ကဋ္ဌ3ဦးရှိပါတယ်ရှင် အဲနောက်ဆုံးတူကတော့ဒီဒေါ်ငုဝဝင်းဆိုတာပေါ့နော်။အဲသူကတော့ PhD လည်းလုပ်နေတယ်။ပြီးလို့ရှိရင်သူက scholar ဖြစ်တဲ့အခါကျတော့ကျမတို့ပါတီရဲ့အဲဒီရေးစရာတွေပါတွေပေါ့လေ။ဒါတွေလည်းစူးစမ်းပြီးတော့ရေးပေးတယ်။နောက်မဟာဗျူဟာနဲ့သူတေသနာကော်မတီရဲ့ဥက္ကဋ္ဌအနေနဲ့လည်းဆောင်ရွက်တယ်။ဟိုမြေပြင်ဆင်းတာတော့နည်းတယ်ပေါ့နော်။ဆိုလို့ရှိရင်လူသိတာတော့နည်းတယ်။ဒါပေမဲ့ကျမတို့တဲမှာဒီဥက္ကဋ္ဌကစပြီးတော့မှပါပါလိမ့်ရှင်။ ပြီးလို့ရှိရင်ဗဟိုလုံမှုဆောင်ဖွဲ့မှာလည်းလူငယ်တွေတော်တော်များပါတယ်ရှင့်လူငယ်မပေါင်းဆိုရင်တော့9ယောက်10ယောက်လောက်ပါပါတယ်ရှင့်လူငယ်လူလတ်ပိုင်းတွေပေါ့နော်ဆိုလို့ရှိရင်အငယ်ဆုံးကတော့ ဟိုပါပါရှင်အသက်30လောက်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကလူငယ်တွေရဲ့အတန်ကြားကျင်တယ်လူငယ်တွေရဲ့တွေးတာတွေသူတို့ရဲ့စမ်းသစ်စမ်းသစ်တီထွင်တဲ့အတွေးတွေကျမတို့ကိုပုဆက်စေခြင်းတယ်ပြီးလို့ရှိရင်ကျမတို့ရဲ့လုပ်ငန်းတွေ့ကြုံရှိတဲ့တည်ငြိမ်ပြီးတော့မှဆုံးဖြတ်ချက်ချတာတွေကျမတို့ကလူကြီးဆိုတာတော့ယုံကြည်ချက်ရှိရှိနဲ့ဥဆောင်တာပေါ့နော်အဲကျမတို့ရဲ့ကျမတို့လူကြီးတွေအားသာချက်ကိုလည်းလူငယ်တွေမျှဝေခြင်းတယ်နောက်လူငယ်တွေရဲ့အားသာချက်ကိုလည်းကျမတို့လိုချင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျမတို့ကအစုံအောင်ဖွဲ့ထားတာဖြစ်ပါလိမ့်ရှင် ဟုတ်ဒုနယ်နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့မှာမင်းညာတော့တခုရှိအောင်ကျွန်တော်တို့ပါတီကတော့ဂျုံတွေ့ရလားမဂျုံတွေ့ရလားဒါပေမဲ့ပြည်ပြမှာတချို့ပါတီတွေဂျုံတွေ့နေကြတာရှိရပါဘူး။ဘာလဲဆိုတော့သူတို့ပါတီတွေရဲ့ရချင်းဥက္ကဋ္ဌတွေကတချို့လူငယ်လေးတွေတော်တော်များတာပါတော့နော်။ဆိုတော့အဲ့မှာဒီကပြဿနာကစစ်မှုတန်းဆိုပြီးတော့အဲ့လူငယ်လေးတွေပြတ်မှတ်တာပြီးစစ်မှုတန်းဆိုပြီးခေါ်တာမျိုးပေါ့နော်။ ာမျိုးညမပါတီမှာတို့ရရတာမျိုးရှိတာဒါမျိုးတော့ဘလို့အကာအကွယ်ပေးရနိုင်မလဲညမတို့ပါတီတစ်ခုနေမှာအာနမချေကျွန်တော်တို့ပေါ့နော်နိုင်ငံရဲ့နိုင်ငံရေးပါတီတည်ရအနေနဲ့နိုင်ငံမှာပြတ်ထန်းထားတဲ့ဒီဇဲဥပဒေတွေကိုကျွန်တော်တို့လိုက်နာဖို့တောင်းဝန်ရှိပါတယ်ရှင်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူစစ်မှုထမ်းဥပဒေဆိုတာလည်း2030ကပြတ်ထန်းထားပေမဲ့ရေးဆွဲခဲ့ပေမဲ့တကယ်အသက်သွင်းတာကတော့ဒီ2020 24လောက်မှာပေါ့နော်24လို့ထင်တယ်ရှင်2024 January လောက်ကမှထင်တယ်ရှင် အဲအသက်သွင်းတဲ့ခါကျတော့လေအဲဆိုတော့ကျမတို့အနေနဲ့ဒါလိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်။ဒါပူပေါင်းပါဝင်မှုလိုတယ်ပေါ့နော်။အဲကြပြိုင်နဲ့အဲထဲမှာလေကြပြိုင်နဲ့အဲထဲမှာလေပြည်သူစစ်မှုတန်းအဲခေါ်ယူတဲ့နေရာမှာလေဒီနီးဥပဒေဥပဒေနဲ့အညီခေါ်ယူဖို့ပေါ့နော်။အဲနှစ်ဦးနှစ်ဖက်ကတောင်းဝန်ရှိတာပေါ့ဒီပြည်သူလူထုဘက်ကလည်းပါဝင်ရမယ်။အဲပြီးလို့ရှိရင်လေအဲဟိုပေါ့ရှင်ဒီ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 ပြည်သူစစ်မှုတန်းကိုခေါ်ယူတဲ့အဖွဲ့အစည်းတွေကလည်းနီးဥပဒေနဲ့ အညီဟိုပါပေါ့ရှင်ခေါ်ယူရမှာဖြစ်ပါတယ်ရှင်ခေါ်ယူပြီးတော့အခုဆိုလို့ရှိရင်ကျမတို့ကတပတ်တပတ်ကိုလူ9000ပေါ့နော်လူ9000လို့ပြောရင်ကျမတို့မှာချေးရွာပေါင်းက9000လောက်ရှိတာလေဟော6000ရှိတယ်ပဲသားပေါ့နော်6000ရှိတယ်ဆိုလို့ရှိရင်အဲချေးရွာအဲ9000နဲ့စားလိုက်လို့ရှိရင်9000မှာအဲ sorry အဲအဲ့လိုမျိုးပေါ့နော်ဟိုချေးရွာတေးရွာဟိုမှာတယောက်လောက်ပဲခေါ်မှာပေါ့နော်တစ်ပတ်တစ်ပတ်လေအဲဆယ်ရွာမှာတယောက်လောက်ပဲခေါ်မှာဆယ်နှစ်ရွာဆယ်ငါးရွာမှာတယောက်လောက်ပဲခေါ်မှာဖြစ်ပါလိမ့်ရှင်သို့တော်လည်းပြည်သူလူထုဘက်ကကြည့်တော့လေပြည်သူလူထုကလည်းကြောက်ရလန့်အားနဲ့ဟိုကိုသားသမီးတွေဖွဲ့ကြတယ်ပုန်းကြတယ်ပြီးလို့ရှင်တတ်နိုင်တဲ့မိဘတွေကလည်းငွေပေးပြီးတော့မှသားသမီးတွေမပါရေးဆောင်ရွက်ကြတယ်ဒါမျိုးတွေနဲ့အခုကဘာဖြစ်နေလဲဆိုရင်မိဘတွေကလည်းတအားစိတ်ကူတယ်လူငယ်တွေကလည်းစိတ်ကူတယ် ်နိုင်ငံတော်ကလည်းဥပဒေနဲ့နည်းဥပဒေနဲ့ဆောင်ရွက်ဖို့ဟာအောက်ခြေမှာအားနည်းတာတွေရှိတယ်အဲ့ဒါတွေဖြစ်နေတာပါရှင်အဲ့ဒါလေးကိုကျမတို့ကလေဟိုဖွင့်လင်းမြင်သာမှုရှိရှိနဲ့ပေါ့နော်ဟို9000ဆိုတာက များတဲ့ပမာဏမဟုတ်ပါဘူးနိုင်ငံတစ်ခုလုံးအတွက်လေအဲနောက်တစ်ခုကတော့စခေါ်တဲ့အချိန်မှာပိုကြောက်တာတော့စခေါ်တဲ့အချိန်မှာအဲတမတော်အနေနဲ့ဒါစစ်စခန်းတွေဆွရလို့ရတာတွေပါတယ်ရှိနေတာပေါ့နော်ဆိုလို့ရှိရင်တပ်ကလည်းပြန်ပြီးစုဖွဲ့ပြီးတော့မှဒီ drone ကြီးပညာတွေပါတယ်နဲ့ပြန်ပြီးတော့မှထိုးစစ်ဆင်နေတဲ့ကာလဖြစ်တဲ့ခါကျတော့အခုနောက်ပိုင်းတော့ကျွန်မထင်တာလေဟိုကပေါ့နော်အသေးပြောက်လည်းနေသွားမယ်ပြီးလို့ရှိရင်တပ်ကလည်းပြန်ပြိနေတာပေါ့နော် ပြည်နေတဲ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့တော့ဒီဥပဒေနဲ့ညီဆောင်ရွက်တာတွေပြီးတော့ကျွန်တော်တို့ကကန့်ကွက်ရမှာရှိပါအောင်ဖြစ်ကျွန်တော်တို့ပါတီဝင်ဖို့လို့တည်ထောင်ခေါ်တာတော့လည်းကျွန်တော်တို့မကြားဘူးပါဘူးတဝူးတင်လေတော့ရှိကောင်းရှိမယ်ပေါ့နော်ပါတီဝင်ဖို့လို့ဒီပါတီဖို့လို့ခေါ်ခံရတယ်ဆိုတာမျိုးဒါမျိုးလည်းရှိကောင်းရှိမယ်သို့တော်လည်းကျွန်တော်တို့ကဥပဒေနဲ့ညီဆောင်ရွက်ဖို့တော့ကျွန်တော်တို့ပါတီအနေနဲ့တော့ထိန်းချောင်းပေးတာလေးတွေရှိပါတယ်